မန္တလေးမြို့မှာမတ်လ28ရက်နေ့နေ့လယ်ပိုင်းကလှုပ်ခတ်ခဲ့တဲ့ငလင်းအပြီးမန္တလေးတက္ကသိုလ်ပင်မဆောင်မီးလောင်ပျက်စီးခဲ့ပါတယ်။နန်းစီတီအပညာရေးဝန်ထမ်းအများပြားထိခိုက်သေဆုံးတာတွေများပြားခဲ့တယ်လို့လူနေရပ်ကွက်တွေမှာလည်းမီးလောင်ကျွမ်းခဲ့တယ်လို့မန္တလေးမြို့ကန်တွေကပြောပါတယ်။ ငလင်လောက်ခတ်ပြီးတော့မန္တလေးတက္ကသိုလ်ကပင်မဆောင်အရှိတ်ဘတ်ချမ်းကနေစပြီးမိလောင်ခဲ့ကမိစားတွင်လောင်ကျွမ်းတဲ့အချိန်မိငိမ့်မဲ့သူတွေမရှိတာကြောင့်တော်တော်လေးလောင်ပြီးမှမိသက်ကားတွေနဲ့ကဲဆဲအဖွဲ့တွေကရောက်လာကြတယ်လို့မန္တလေးမြို့ကန်တူကပြောပါတယ်။မန္တလေးတက္ကသိုလ်ပင်မဆောင်ထဲမှာပြီးခဲ့တဲ့ရက်ပိုင်းကစစ်ကောင်စီကပြုလုပ်ခဲ့တဲ့ Great Trail တက္ကသိုလ်ဝန်ထမ်းဆောင်ပွဲဖြစ်လာတဲ့စစ်ဆေးနေတဲ့ပညာရေးဝန်ထမ်းအများပြားရှိနေကြတယ်လို့လည်းဆိုပါရတယ်။ လူမှုကွန်ရက်အတင်းတွေလည်းအလုံများနေပြီးစစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်ပိုင်းပရဟိတအဖွဲ့တွေရောင်းနေလာတာကအခုလိုတဘာဝဘေးရန်တွေကြောက်ရောက်တဲ့အခါကယ်ဆယ်ရေးလုပ်ငန်းတွေအတွက်နှောင့်နှေးကြံ့ကြာစေတယ်လို့မန္တလေးမြို့အခြေစိုက်လူမှုကွန်ရက်အဖွဲ့ရဲ့တာဝန်ခံတူကပြောပါတယ်တမျိုးလုံးအတိုင်းအတာအရာအပြက်စီးနဲ့ထိခိုက်တိုက်ဆုံတာတွေများနေပြီးဘလောက်ထိခိုက်တိုက်ဆုံနေဆိုတာကိုတော့အတိအကျမသိရသေးဘူးလို့လည်းသိရပါပါတယ်ခင်ဗျာ